ရန်ကုန်တိုင်းဒေသကြီးအတွင်းအနှိတ်ခမ်းတွေကိုဥပဒေစည်းမျဉ်းစည်းကမ်းတွေပြဋ္ဌာန်းပြီးတရားဝင်ခွင့်ပြုပေးဖို့အတွက်ဒီဇင်ဘာလ10ရက်နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးမှာပြည်အောင်စုတန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကရန်ကင်းမြို့နယ်မဲဆန္ဒနဲ့အမှတ်၁လွှတ်တော်ကိုယ်စားလှယ်ဦးတောင်ကျော်ကအဆိုတင်သွင်းခဲ့ပါတယ်။ဒီလိုအဆိုတင်သွင်းရတာဟာရန်ကုန်တိုင်းဒေသကြီးအတွင်းများပြားစွာတရှိနေတဲ့တရားမဝင်အနှိတ်ခံတွေကြောင့်ဖြစ်တယ်လို့ဦးတောင်းကျော်ကဆိုပါတယ်ကျွန်တော်အနေနဲ့အခုတင်မဲ့ဆိုတော့ ကျွန်တော်တို့တရားဥပဒေစိုးမိုးရေးနဲ့လည်းပတ်သက်ပါတယ်။ရုပ်ပြမှာဖြစ်ပျက်နေတဲ့ပြည်သူလူထုရဲ့ခံစားနေရတဲ့ပုံမှာအခြေခံပြီးတော့ကျွန်တော်အနေနဲ့ဒီဆိုတရားချင်းဖြစ်ပါတယ်။အဓိကယူရချက်ကတော့ကျွန်တော်တို့ဒီဆိုမှာရုံတိုင်းဒေသကြီးအတွင်းနှိပ်ခမ်းများကိုဥပဒေစီးမင်းစည်းကမ်းများပြဋ္ဌာန်းပြီးတရားဝင်ခွင့်ပြုပေးရန်တိုက်တွန်းကြောင်းအဆိုဆိုတော့တရားဝင်နဲ့အနေခမ်းနေရာတည်ရှိနေတဲ့သဘောဖြစ်ပါတယ်။ဒီလို ဘာကြောင့်ဒီဟာတွေတရှိရတယ်လဲကျွန်တော်တို့တောင်တိုင်းဒေသကြီးဟာစီးပွားရေးအခြေခြားကြတဲ့မျိုးဖြစ်ပါတယ်မျိုးပြအဖွံ့ဖြိုးမှုနဲ့အတူပဲလူတွေရဲ့ပင်မမှုတွေစိတ်ရောကိုယ်ရောပင်မမှုတွေကိုသူကဖြေလျှော့ဖို့ဆိုပြီးတော့ကျွန်တော်တို့ကလူများစုဟာမိမိတို့ရဲ့ကိုယ်စိတ်ဖြေလျှော့ဖို့ကျမ်းမာရေးအတွက်တော့လည်းကောင်းလုံနိုင်ဖို့တကူကျွန်တော်တို့ဒီအနေခန်းနေမှာတွားရောက်ပြီးတော့ကိုယ့်ရဲ့အပန်းဖြေရတာတွေကိုတွားပြီးတွေ့ရှိရပါတယ် ဒီနေရာမှာတစ်ဖက်ကကြည့်ရင်တော့အတကြေးရရှိရင်တော့တစ်ဖက်ကကိုစိတ်နှလုံးအပန်းဖြေဖို့နိုင်ငံတကာမှာလည်းရှိတယ်ဒီလုပ်ငန်းတွေအလုပ်ကိုင်းတွေလည်းရရှိကြတယ်တစ်ဖက်ကပြန်ကြည့်လို့ရှိရင်ဥပဒေမဲ့ဒီလိုဖွင့်လိုက်တဲ့အခါကျတော့နေရာသတ်မှတ်မှုအတိအကျမရှိဘူးဥပဒေမရှိတဲ့အခါကျတော့ရက်ွက်တွေထဲမှာဖွင့်လိုက်တဲ့အခါမှာသူကစီမင်းစည်းကမ်းမရှိဘူးမိမိစီပွားရေးကိုယ်တိုင်အဓိကထားပြီးတော့လှုပ်လာကြတယ် တရားမဝင်ဖွင့်လှစ်တဲ့အတွက်ကြောင့်မလို့ဥပဒေကိုချိုးပေါက်တဲ့လေးကျင့်ဟာအဲ့ဒီအနိုင်ကမ်းတွေကိုတွားတဲ့လူတွေမှာကောစီးပွားရေးလုပ်တဲ့လူတွေမှာလည်းဒီဥပဒေချိုးပေါက်တဲ့လေးကျင့်တွေဖြစ်ပေါ်လာတယ်။နောက်တစ်ချက်ကခွင့်ပြုချက်မရှိဘူးဆောက်လုပ်နေတယ်ခွင့်ပြုချက်မရှိဘူးဒီအနိုင်ကမ်းတွေဖွင့်လှစ်နေတာကိုလည်းပဲတောင်းဝန်ရှိတဲ့လူတွေကလက်တူရှိရတဲ့အခါကျတော့သူတို့ကလည်းပဲဥပဒေချိုးပေါက်တဲ့ဥစ္စာကိုလည်းပဲအလေးကျင့်တစ်ခုလို့ဒါဟာအပြစ်မရှိဘူးလို့ဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ လူ့ဖွဲ့ကြီးမှာခနစ်ပြည်သူတွေရဲ့ရင်ထဲမှာမကြင်မနက်နဲ့ဖြစ်ပေါ်နေတဲ့အချက်များပဲဖြစ်ပါတယ်။နောက်ချက်ကကြတော့ဒီအနေခန်းနေဒါကျွန်တော်တို့ကတော့ဒီသူတို့ရဲ့အနေခန်းများကိုတာမန်နဲ့ကြည့်တဲ့နေရာမှာနှမျိုးနှဆသွားတွေ့တာကိုတွေ့ရှိရပါတယ်။တချို့အနေခန်းတွေကတော့ဟိုမျက်မျက်မြင်လေးတွေတကယ်ကိုအကျော်ပြင်ဂျပန်အကျော်ပြင်ဆရာတွေနဲ့နှိပ်တာတွေရှိပါတယ်။တချို့ဟိုတယ်တွေမှာလည်းခုန်နေထားတာရှိပါတယ်။နောက်တစ်ခုကတော့အများစုကတော့မြန်မာအမျိုးသမီးများနဲ့ အများကြီးဖွင့်လာတဲ့မဆက်ခေါ်တဲ့အနေခန်းတွေဖြစ်ပါတယ်။စီမွားရေးမဖွင့်ပြိုးသေးတဲ့ဒေသတွေမှာလူပွဲစားတွေကဒေသနဲ့အမျိုးသမီးတွေကိုအလှပြင်ဆိုင်မှာအလုပ်ရမယ်လို့ဆိုကစီယုံကြကမိသားစုအဆင်မပြေတဲ့အတွက်ထဲအောင်မှုနောက်ကိုလိုက်ပါလာခဲ့ကြတယ်လို့ဦးတောင်ကျော်ကဆိုပါတယ်။သူတို့ရာတင်ရထိုက်တဲ့အခွင့်အရေးတွေလောအားကတွေကိုပြန်ကြည့်ပါကငါးဘုံတဘုံလောက်ပဲရကြောင်းညာလုံးပေါက်အလုံးလောက်ရပြီးမနက်ပိုင်းခဏပဲအေးရကြောင်းအလုံးချိန်နဲ့ပတ်သက်ပြီးကာကွယ်မှုမပေးနိုင်ကြောင်း ။ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့လေးလေးနက်နက်စဉ်းစားပြီးစီမင်းစည်းကမ်းတွေကိုအမြန်ဆုံးပြဋ္ဌာန်းခွင့်ပြုပေးတင်တယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ရန်ကင်းမြို့နယ်မဲဆန္ဒနယ်အမှတ်1လွှတ်တော်ကိုယ်စားလှယ်ဦးမျိုးခင်ကလည်းလူနေရက်ွက်တွေမှာဖွင့်လှစ်တဲ့ KTV အနှိတ်ခမ်း night club အရပါကကြေတဲ့ခမ်းမတွေကြောင့်ရက်ွက်အတွင်အေးချမ်းစွာနေထိုင်တဲ့သူတွေကိုထိခိုက်လာပြီးမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်လို့ဆိုပါရယ်ဒါကြောင့် ၎င်းတို့ကိုနေရာတစ်ခုသတ်မှတ်ပြီးတစုတစည်းနဲ့ဖွင့်လှစ်ပေးဖို့အစီအစဉ်ရှိမရှိမေးမြန်းခဲ့ရာရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆဲရေးရာဝန်ကြီးပုံမှုကြီးတင်ဝင်းကအစီအစဉ်မရှိကြောင်းပြန်လည်ဖြေကြားခဲ့ပါတယ်။